ဒုရကျရဲ့ဒုရဒုရကျရဲ့လုံနေပြီဇရိုင်းတဲ့ဝိလက်မြို့နယ်တွေကကြေးရွာတွေကိုစုစုကနေတာတိုက်လေရင်နဲ့ဘုံဘိုးရွာကျဲချတပ်ဖြတ်လို့ကလေးသူငယ်နဲ့မြို့သမီးတွေအပါဝင်ဒေသခံ16ဦးတက်မနေတည်ဆုံးပြီးထိခိုက်ဒဏ်ရာရသူလည်းဒါစင်နဲ့ချီရှိတယ်လို့ဒေသခံတရင်ရေးမတွေကအမှတ်ပြုပြောရတယ်။အဲမေ17ရက်ဒီနေ့နေ့မနေ့ပိုင်းအချိန်တွေမှာဝက်လက်မြို့နယ်တွေကရွာတော်ကုန်းရွှေပန်းကုန်းတစ်စိန်ကြီး အောင်မြင်မဲတော်ကုန်းစတဲ့ကြီးရွာတွေကိုစေုပ်စုကတိုက်လျင်နဲ့ဘုံမိုးရွာကြက်ချတက်ဖြတ်ခဲ့တာဖြစ်ပါတယ်စေုပ်စုကကြီးရွာလူတွေတွေကိုပြစ်မှတ်ထားကဘုံကျဲတက်ဖြတ်ခဲ့တာဖြစ်ပြီးကနဦးတရင်ရရွာတော်ကုန်းကြီးရွာကဒေသခံ9ဦးနဲ့ရွှေပန်းမှုကြီးရွာကဒေသခံ9ဦးစုစုပေါင်း16ဦးတေဆုံးကဒဏ်ရာသူတွေလည်းဒါစင်နဲ့ချီရှိတယ်လို့ဒေသခံတရင်ရမြတွေက ပြောပါတယ်ဝက်လက်နယ်ရှိချမ်း ရှင်မကကြီးရွာရဲ့နောက်မှာတည်ရှိတဲ့ရွာတော်ကုန်းကြီးပါကိုမေ17ရက်ညနေ၄နာရီကျော်အချိန်မှာစစ်အုပ်စုကတိုက်လေရင်နဲ့ဘုံကျဲတပ်ဖြတ်ခဲ့တာဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်နဲ့ကျောင်းဆရာမတအူးအပါဝင်စုစုပေါင်း9ဦးတေဆုံးခဲ့ကဒဏ်ရာသူတွေလည်းရှိတယ်လို့အလောင်းကိုကောက်ယူပေးခဲ့သူဝက်လက်မြုပ်ရွာတော်ကုန်းရွာကမျိုးသားတအူးကအမက်ပြေကိုပြောပါတယ် ဟုတ်တယ်ဗျာတနာပြီပြတ်သွားတယ်အဲအားရပါတယ်ခုကအဆောက်အဦတွေမှာထိကတော့အဆောက်အဦကရှစ်လုံးမီးလောင်သွားတယ်ဗျာဒီရွာတော့ဘုံဆိုရင်အချို့ကအိမ်ထဲမှာတင်ဒီမီးလောင်ပြီးတော့ဒီရုပ်မပီရဲ့အလောင်းက6လောင်းပြန်အဲတနာပြီပြတ်သွားတာတော့2လောင်းပေါ့ဒါပြင်ဘုံစပ်ထိမလို့လူလုံးတန်ရတယ်လို့နေရှစ်လုံးစပက်ကြီးစပရိုက်နှလုံးနဲ့ထွန်ဆက်နှစီမီးလောင်ပြာချပစ္စည်းကအလောင်းတချို့ကမီးလောင်ပစ္စည်းပြီးချို့ကအပပိုင်းပြတ်တော့လွတ်ဆင်သွားတယ်လို့ သူကစစ်ပြောပါတယ်။စစ်ကတော့၃နောင်ပေါ့နော်။အဲ့ဒါတော့ဒါပါ၄ယောက်ရှိရလို့တော့တိကျတယ်ကြာ။ဒီအမျိုးသားပဲကြံနေတာပေါ့နော်။ကလေးရယ်၊မိန်းမရယ်၊ဟိုပါရယ်၊ဝိသမီးယောက်ရယ်တော့ပါလာတယ်။မိလာအဲမိလာတော့တိကျပေါ့နော်။နောက်လေကဟိုမိလောင်သွားတာဆိုတော့ရုပ်ကမပြီးတော့ဘူးကြာ။ဟုတ်ကဲ့ဒီကကြီးကူလုံးလုံးရယ်ပေါ့နော်ဒီသူတို့ကျဲလိုက်တဲ့အရာနဲ့ပစ္စည်းပိုင်းကြီးရတာတော့ကျွန်တော်တို့အတွေ့အကြုံညာတော့ဒီပေါင်300ရှိတဲ့ဘုံကြီးလူလူစားတယ်ဗျ အဲတွဲဒီမြေထဲမှာထိပြီးကြာတော့တဲ့ခါကျလည်းကျင်းကအဲနှစ်ပြီဝဲတုံးပြီလောက်ဒီအနေဖြစ်တယ်လीအနေဖြစ်သွားပေါ့အဲ့ဒီကနေမှပြန့်ထွက်တာလीဆိုတော့ကြာဒီပေါင်300အားတော့အောက်ခံရှိမယ်လို့ကျွန်တော်တို့ဒီဖြစ်နေတဲ့ solution တော့အဲ့လောက်တော့ထင်ထားတာကြာအလားတူစုပ်စုကမေ7ရက်နေ့ညနေမိနစ်မှာရွှေပန်းကုန်းကြီးရွာကိုလေကြောင်းအုံပြုကဘုံကျဲတက်ခဲ့တာကြောင့်ကလေးငယ်နှုတ် လူကြီးငါးဦးစုစုပေါင်း9ဦးတည်ဆုံခဲ့ပြီးတစ်ဆိုင်ကြီးအောင်မြေမေရကုန်းကြီးရွာမှာတော့လေကြောင်းအန္တရာယ်ကြောင့်ထိခိုက်တည်ဆုံမှုအခြေအနေကိုအသေးစိတ်မသိနိုင်သေးဘူးလို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံမျိုးသမီးတူကပြောပါတယ်။ခြေပန်းကောင်းကလူကြီးငါးယောက်ကလေးနှစ်ယောက်လို့သိရတယ်ကြာခုလေးရင်ပဲမြင်းနယ်ကြောက်တိုင်ကိုစီးရွာချသွားတယ်။ရွာတဲ့အောင်မြေပေါ့အောင်မြေအောင်မြေဟွာကိုဘက်ကိုချသွားတာကြောက်တိုင်ပေါ့နော် အောင်မြင်အောင်မြင်ကိုချပဲတော့ကိုအခုလေးနေမှာဟုတ်တယ်အောင်မြင်မဲတော့ကိုအခုလေးနေမှာချတာလေဟုတ်တယ်အထူးခြားအထူးခြားသိဆုံးကျွန်တော်မသိရသေးပါဘူးပြီးတော့ဝါလက်တောင်ကလည်းဆက်တွယ်လို့မရဘူးဖုန်းနံပါတ်တရားတွေအဲ့လိုဖြစ်နေလို့အဘက်ဖီကဆက်တွယ်မေးမြန်းနေချိန်မှာပဲဝါလက်နဲ့ကြေးရွာတွေပေါ်စက်ဥစုရဲ့တက်လျင်တွေကဆက်လက်ပြောင်းဝဲကဘုံချဲနေစေလို့ရွှေဘုံမြို့နယ်ပကဖတာဝန်ရှိသူမြို့သမီးကပြောပါတယ်လက်တလောဝါလက်နယ်မှာတိုက်ပွဲမရှိပဲစက်ဥစုကအကြောင်းမဲ့ကြေးရွာတွေပေါ်ဘုံမှုရွာတက်ဖြတ်နေတာဖြစ်တယ်လို့ဆိုပါတယ် ဆော့စုကမေဆယ်ရဲ့မင်းကအချိန်မှလဲမန္တလေးတိုင်းအထက်ပိုင်းအေယော်ဒီမြကန်းမန္တလေးမုတ်ကောက်ကာလန်းဘော်ကစင်ကုနယ်ကြည်တော့ပေါ့ရွာနဲ့တပိတ်ချင်းနယ်ဇေယကွင်းရွာကိုမိနေပိုင်းတော့ခြားပြီးတိုက်လေရင်နဲ့ပုံချက်တက်ပြက်ခဲ့ရဒေသခံပြည်သူ6ဦးတက်မနေတေဆုံးခဲ့ပါတယ်ခင်ဗျာဆက်သက်လေဒီဟာတနအိမ်ပိုင်း60နေပါတီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ် ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ဒီပြပါအင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါဆက်သက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြတ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုဒီပြရှောင်ရှားပါ